ကျွန်တော်တို့စီမှာတော့ effect တော့အများကြီးတော့မရှိဘူးပေါ့နော် international ဒီ audience တွေကိုတော့ပုံမှန်တိုင်းဆက်ပြသွားမယ်လို့သိရတယ်ဒါပေမဲ့ UK မှာတော့သူတို့ဆက်မပြဘူး TND Sport အောက်ရောက်သွားတယ်ဈေးကြီးလည်းကြီးသွားတယ်လို့သိရတယ်ပေါ့နော်အခုတို့အပေါ်ကျေးဇူးအရန်ကြီးခဲ့တယ်ပြီးတော့ဒါက journalist တွေအပေါ်ကျေးဇူးကြီးအောင်လည်းမကပဲနဲ့ဟုတ်ကောအခုတို့ဆို journalist တောင်မဖြစ်သေးဘူးဟုတ်ကောဆယ်ကျော်သက်ပဲရှိသေးတယ်အသက်20တောင်မဖြစ်သေးတဲ့အချိန်မှာဒီ Euro Sport ရဲ့ကျေးဇူးဒါအလုံးဝဟိုကြီးမားခဲ့တယ်ပေါ့ဟိုလေးလာခြင်းနဲ့အားကစားနည်းတွေ ဒါတွေကိုအခုတို့အခမဲ့ကြည့်ရှုခွင့်ရခဲ့တယ်ဟိုဘန်ကောက်ပို့စ်လို့ပြောတာကြတော့ဒီလေရင်နဲ့ပူရာနဲ့ကြတယ်တရက်နည်းရက်လောက်ကတရက်လောက်ကတော့အနည်းဆုံးအောက်တယ် live ကအဲ့လောက်မရှိဘူး use sport ကြတော့ live ဖြစ်တယ်သူကဒီ7 minute chart တစ်ခေါက်လောက်ဟိုပြောလုပတ်ပြီးတော့မှတက်နေရဟိုသတင်းတွေကတက်နေရဲ့အချိန်မှာနောက်ထပ် update ဖြစ်တဲ့ဆို update ဖြစ်တဲ့ကတက်တယ်အဲ့လေးနားထောင်ပြီးတော့မှရေးရရှိတယ်တစ်ကဘာလုံးကိုပြရတဲ့အခါမှာဒီလိုမျိုးဒီ english မဖွင့်ပြောတဲ့ဒီ native english ကိုမဖွင့်ပြောတဲ့နိုင်ငံကလူတွေအတွက်ရေရတာဖြစ်တဲ့အတွက်သူရဲ့ english က very similar english ဟုတ်ပြီ အဲ့အဲ့တော့ဖတ်ရတာအရင်လွယ်တယ်